24နာရီပတ်လုံးနေမဝင်တဲ့ကမ္ဘာထူးခြားစမ်းကျယ်နေရာများပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလွားကထူးခြားစမ်းပြအကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်တို့ရဲ့ဘဝင်းကျင်မှာလုံတွေမတရားရှုပ်လို့အချိန်တွေမလောက်မငါဖြစ်နေကြတဲ့သူတွေရှိပါလားအိမ်ပြီးရင်ယုံယုံပြီးရင်အိမ်ဆိုတာကိုကြော်လွန်လို့အိမ်ကိုမပြန်နိုင်တဲ့အထိလုံတွေအရမ်းများနေကြရတဲ့သူတွေလည်းရှိကြပါတယ်ဒီလူတွေတဲ့အချိန်ဆိုတာစက္ကန့်နဲ့မျှတန်ဖိုးကြီးပါတယ် တရက်တာလှုပ်ရှားတွေကများလွန်းလို့အချိန်တွေတောင်မလောက်ငှတဲ့အထိပါပဲဒီလိုလူတွေအတွက်နေထိုင်မှုအထူးသင့်လျော်မဲ့ကဘာပေါ်က24နာရီပတ်လုံးနေမဝင်နိုင်တဲ့နေရာတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာတင်ဆက်ပေးလိုက်ရပါတယ်နံပါတ်1ဟယ်ဆင်ကီမြို့ဖင်လန်နိုင်ငံဟယ်ဆင်ကီမြို့မှာမိုးရွာသည်နဲ့ဆောင်းရွာသည်တွေမှာဆိုရင်24နာရီပတ်လုံးနေကိုတွေ့မြင်ရတတ်ပါတယ်ဂျွန်လနဲ့ဇူလိုင်လမှာတော့နေ့စဉ်နာရီနှဲငယ်လောက်မှောင်သွားတတ်တာတော့ရှိပါတယ်ဒါပေမဲ့ဒါကခဏပါပဲနာရီနှဲငယ်လောက်ကြာပြီးသွားရင်တော့ နေ့လင်းရောင်ပြန်လည်ထွက်ပေါ်လာပါတယ်ဒီမြို့မှာအဆိုပါနှစ်လလောက်ကလွဲလို့နေ့စဉ် AB လကနေစက်တင်ဘာလအထိ24နာရီပတ်လုံးနေကိုတွေ့မြင်ရနိုင်ပါတယ်နံပါတ်1အိုင်စလန်နိုင်ငံညတာမရှိတဲ့နိုင်ငံတွေတဲကအိုင်စလန်နိုင်ငံလည်းတစ်ခုပါဝင်ဖြစ်ပါတယ်အိုင်စလန်နိုင်ငံကလည်းအရန်ကိုအေဂျင့်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဆူလန်ကိုပဲရောက်ဘူးခြင်းနဲ့ဆူလန်မှာပဲနေထိုင်ခြင်းနဲ့ဆိုပေမဲ့အိုင်စလန်ကလည်းနေချင်းစပွဲတာယာအေဂျင့်တဲ့နိုင်ငံလေးတစ်ခုပဲဖြစ်ပါတယ်အိုင်စလန်မှာမေလကနေဩဂတ်စ်လတည်း24နာရီပတ်လုံးနေကိုမြင်တွေ့ရနိုင်ပြီး နေ့အချိန်တွေကိုကြည့်ဖြတ်တန်းရမှာဖြစ်ပါတယ်။နံပါတ်3နော်ဝေနိုင်ငံဘောလုံးမအာလင်းဟာလန်ရဲ့ဇာတိနိုင်ငံဖြစ်တယ်ဆိုတာဘောလုံးပရိသတ်တွေသိကြမှာပါ။နော်ဝေကလည်း24နှစ်ပြည့်လုံးနေမဝင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နော်ဝေနိုင်ငံမှာနှစ်စဉ်မေလနဲ့ဇူလိုင်လတို့မှာနေတာတွေကိုကြည့်ဖြတ်တန်းရမှာလည်းဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့ကာလက86ရက်ထိတောင်မှကြာမြင့်တယ်လို့သိရပါတယ်။တာမန်လူဆိုရင်တော့နော်ဝေမှာနေထိုင်ရတာအတော်လေးကိုစိတ်ကတိကောက်ဖြစ်ရပါလိမ့်မယ်။နံပါတ်၄ဘယ်လ်ဗာဂျွန်မြောက်ဝင်ရုံးစွန်းရှိတဲ့အရက်ကနေရာတစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာလဲနေကို24နာရီပတ်လုံးမြင်တွေ့နေရတဲ့ရက်လတွေအမှန်တကယ်ရှိပါတယ်။နှစ်စဉ် AB လလေလောက်ကနေ August လကုန်တိဘဲဖာကျွန်းမှာနေ လုံးဝမဝင်ပါဘူး။ဒါပေမဲ့လူသူအယောက်ပေါက်တော့အရန်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။နံပါတ်5 Alaska Alaska ကလည်း24နာရီပတ်လုံးနေတာကိုကြော်ဖြတ်ကြရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်နှစ်စဉ် AB လကနေ August လတိနေကိုအမြဲတမ်းတွေ့မြင်ရမှာဖြစ်ပြီးကဘာကြီးကညတာလုံးဝမရှိဘူးလို့တော့မှခံစားရစေနိုင်မှာဖြစ်ပါတယ်။နံပါတ်6ကနေဒါနိုင်ငံ နေဒါနိုင်ငံယူကွန်းနဲ့နူနာဘတ်တို့မှာလည်းညတာမရှိတဲ့နေ့ရက်တွေကိုကြော်ဖြတ်ကြရပါတယ်။နှစ်စဉ်ဂျွန်လကနေစက်တင်ဘာလအထိနေမဝင်တဲ့အရသာကိုတဝါကြီးခံစားကြရမယ့်နေရာတွေလည်းဖြစ်ပါတယ်။ဒီနေရာတွေမှာနေထိုင်ကြမယ်ဆိုရင်အခုပြောခဲ့သလိုမျိုးပဲကျွန်တော်တို့သတ်မှတ်ထားသလိုနေဒါ12နာရီညတာ12နာရီဆိုတာမျိုးတွေမရှိတော့ပဲအမြဲတမ်းနေတာလိုလိုလင်းထိန်နေမှာဖြစ်ပါတယ်။ဥမာပြောရရင်ည7နာရီမှာနေ7နာရီတုန်းကထွက်ခဲ့တဲ့နေလိုမျိုးပြန်ပြီးတော့တွေ့မြင်ရလေရှိတတ်တာပါ။ဒါကိုလူတွေကမစ်နာဆန်လို့နာမည်ပေးထားကြပါတယ်။ တကယ်တော့ခုလိုမျိုးညားတာမရှိပဲဖြတ်တန်းကြရတဲ့နေရာအများစုဟာအာတိတ်ဆက်ဝိုင်းဘော်ကဒေသတွေပဲဖြစ်ပါတယ်။ကဘာကြီးက23နှစ်ပိုင်းတစ်ပိုင်းဒီဂရီတင်းဆောင်ပြီးလဲနေတာဖြစ်လို့အာတိတ်ဆက်ဝိုင်းဘော်ကဒေသတွေဟာခုလိုမျိုးနေကုန်24နှစ်ပတ်လုံးမြင်တွေ့နေကြရတာပဲဖြစ်ပါတယ်။တခုရှိတာကညားတာမရှိတာကြောင့်အဲ့ချိန်ဒီကိုစနစ်တကျနဲ့တည်တည်ချာချာလေ့ကျင့်ထားဖို့လိုအပ်မယ်ထင်ကြောင်းပါ။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။